အဲတိုက်ပွဲတွေပြင်းထန်နေရရှိတယ်အဲအဲ့တော့ Apex Chan ကဒါစစ်ကောင်စီရဲ့အဲပုံပြပန်းပြဖြစ်နေတဲ့ဟာတွေကိုရုံသုံးကဖြစ်နေတဲ့ဟာတွေပေါ့နော်အဲ့ဟာတွေကိုဒါသတင်းတွေမှာလည်းတွေ့ရတယ်ပေါ့နော်အဲဘာဘလို့ဘလို့ပုံစံမျိုးလဲဆိုတော့ဒါအခုကဒါတင်းစရာကြံတာဆိုလို့အရခတ်တော် A ကကြောက်ဖြူစစ်တွေမှန်အောင်သုံးမျိုးကြံတယ်ပေါ့နော်အခုဒါစစ်တွေနဲ့အဲကြောက်ဖြူနဲ့မှာတော့တော်တော်လေးကိုပြင်းပြထန်ထန်ဖြစ်နေတယ်အဲဖြစ်တာမှစစ်ကောင်စီဘက်က လေချောင်းရော drone ရောရေရောအဲပြစ်ကူပေးတာပေါ့နော်အဲ့လိုပုံစံမျိုးတွေဒီပြစ်ကူပေးတယ်ဒါပေမဲ့လုံးဝဘလို့မှမရဘဲနဲ့ပေါ့နော်အရခတ်တော်အေရဲ့ထိုးစစ်ကိုဘလို့မှမခံနိုင်မဲနဲ့သူတို့အခြေပြုရာဒါရဲတက်ရင်ပေါ့နော်အမှတ်30နဲ့ရဲတက်ရင်နဲ့ဟိုဒါထွက်ပြေးနေကြရရှိတယ်ပေါ့နော်အဲပြီးတော့ကျတော့အဲ့အဲထဲမှာဆိုလဲဒါဟိုပြေးလွှားပြီးတော့နော်ဝင်လိုက်ထွက်လိုက်ပြေးလွှားနေလိုက်အဲဟိုရုံသုံးကားဖြစ်ပြီးတော့နော် ကဘာပြက်နေရပါဘောအဲ့လိုပုံစံမျိုးကြီးလဲသိရတယ်အဲပြီးတော့ဒါဒီစစ်ကောင်စီဘက်ကပေါ့နော်ဒီလိုအခုမိုးရွာဒီကာလမှာသူတို့ရဲ့ဒါဒီခုနလိုပြစ်ကူပေးတဲ့ဟာတွေပေါ့နော်အဲလေကြောင်းအနေပဲဖြစ်ဖြစ်ဒါရေကြောင်းအနေပဲဖြစ်ဖြစ် drone နဲ့ပဲဖြစ်ဖြစ်လက်နက်ကြီးပဲဖြစ်ဖြစ်ဒီလိုပြစ်ကူပေးတဲ့ဟာတွေမှာသူတို့တွေအတွက်တော်တော်လေးအခက်အခဲရင်ဆိုင်နေရတယ်ဆိုပြီးတော့လဲသိရတယ်အဲဒီမိုးရွာဒီကာလမှာပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေအတွက်တော်လိုင်းတဖွဲ့ကြီးလည်းမခက်ခဲဘူးလားဆိုခက်ခဲတာပဲဒါပေမဲ့အဲ့ဥစ္စာကတော်လိုင်းတဖွဲ့ကြီးအတွက်အခွင့်အရေးတစ်ခုလို့သွားဖြစ်တယ်ဘာလို့လဲဆိုတော့ ဒီစစ်ကောင်စီကအမြဲတမ်းမှာလေကြောင်းကိုအသုံးပြုပြီးတော့တိုက်ခိုက်တာပေါ့နော်တိုက်ခိုက်တော့ကြတော့ဒီလေကြောင်းလာပြီဆိုရင်လိုဝဲဖြစ်ဖြစ်တလိုင်းတက်ဖွဲ့တွေအတွက်လည်းအနေများတာပဲဒါပေမဲ့အခုကြတော့ဒါတို့တွေအတွက်အခက်အခဲဖြစ်နေတာကတလိုင်းတက်ဖွဲ့တွေအတွက်အခွင့်အရေးလို့သွားဖြစ်အားကြောင့်လိုဝဲဖြစ်ဖြစ်ဒါလည်းတိတ်မကြတော့ဘူးလို့လည်းဒါယူဆလို့ရတယ်ပေါ့နော်ရှေ့ရက်ထက်မှဆိုလေဒါအာခတ်တတော် AA ကဒါတီးထုတ်လိုက်တာဒါတီးထုတ်လိုက်တာအဲတန်ဖိုးငွေနှစ်ခုရှိရပေါ့နော်အဲ့ဟာအဲ့နေ့ရဆိုရင်ဒါဒါအညာမှာဒါပလဲမှာဒါ ဒီငှက်ကင်ကိစ္စနဲ့ပေါ့နော်အဲ့ကျန်တဲ့သတင်းတွေအကုန်ဖုံးသွားလိုက်တာပေါ့နော်ဒီတန်ဖုံးကင်သတင်းမှာဖုံးသွားတယ်ပေါ့နော်အမှန်ဆိုအဲ့နေ့ရလေဒါအမှန်ကန်ဒါအောင်ပွဲရတဲ့ဟာမျိုးဖြစ်တယ်အဲလက်ရှိအထိကိုပဲဒါသူတို့ဘက်ကလေချောင်းကနေပြစ်ကူပေးခိုင်းတဲ့နေရာတွေဆိုရင်ဒါငပလီရွှေမောင်းလေးဂျိတ်တော်အဲဒီလိုနေရာမျိုးတွေကိုဒါလေချောင်းကနေပြစ်ကူပေးခိုင်းတယ်အဲပြီးတော့ထက်ပြီးတော့ကျွန်တော်သိရတဲ့ဟာဆိုရင်ဒါသူကအမရ344ပေါ့နော်ဒါရေကြီးမြို့နယ်ထဲမှာရှိတဲ့အမရ344ကထုံလို့လက်နက်ကြီးတက်ခွဲနှစ်ခွဲအဲ့တက်ခွဲနှစ်ခွဲကိုဒါအနောက်မြောက်ဘက်မှာအထိုင်ချပြီးတော့ပြစ်ခိုင်းတယ် ပြီးနောက်ထပ်တက်ခွဲတစ်ခွဲကိုကြတော့အရှိတောင်ဘက်မှာအထိုင်ချထားတယ်ပြီးတော့လုံချိုရင်းနဲ့ပိုင်ကင်းတွေကိုတာဝန်ယူဖို့အတွက်စစ်ကြောင်းနှစ်ကြောင်းကတာဝန်ပေးထားတယ်ပေါ့နော်အဲ့စစ်ကြောင်းနှစ်ကြောင်းကိုတာဝန်ပေးပြီးတော့လုံချိုရင်းယူခိုင်းတယ်ဆိုပြီးတော့သိရတယ်အဲ့ဒါသူတို့တွေအနေနဲ့ပေါ့နော်ဒီလောက်ကြီးထိအချင်းနေစိုးနေတဲ့အနေထားမှာအဲဘလို့များတောင်းခံလဲဆိုတဲ့ဟာစိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့အဲကတက်တော် A ကလည်းတိုက်လိုက်ရင်မရတဲ့ဟာရှိကိုမရှိဘူးပေါ့နော်အဲ့တော့ သူတို့တွေအထဲထဲမှာဘယ်လောက်ထိပုံပြပန်းပြဖြစ်နေလဲဆိုတာတွေကိုလိုက်ပြီးတော့စုံစမ်းကြည့်တဲ့ခါကျတော့ဒါပြိုင်စစ်ကြီးရွာနားမှာပေါ့နော်အဲ့နားမှာရှိတဲ့လေကွင်းနေတောင်ယာတောင်နေပေါ့နော်တောင်ကုန်းနေအဲ့လိုနေရာတွေပြီးရင်ကတ္တရာလမ်းဘေးတွေအဲ့လိုနေရာတွေမှာအစားအလောင်းနေရာယာနဲ့ချီပြီးတော့ဒီတိုင်းကိုပုတ်ပွားနေတဲ့ဟာမျိုးတွေဖြစ်နေပါပေါ့နော်အလူတွေလောင်းနေပြီးရင်တချို့ဆိုရင်ဒဏ်ရာကြီးကြီးမှရသွားတဲ့ကောင်မျိုးတွေအဲ့လိုကောင်မျိုးတွေကအဲ့လိုနေရာမျိုးတွေမှာအဲယာနဲ့ချီတဲ့အခြေအတွက်တောင်ရှိတယ်ဆိုပြီးတော့သိရတယ် အလောင်းတွေကိုပြတ်မတည်ဘူးပေါ့ဗျာမတည်လဲမတည်နိုင်တဲ့အနေထားပုံမှန်ဆိုရင်တော့တို့တွေတည်ကောင်းတည်လိမ့်မယ်ဒါပေမဲ့ကျွန်တော်အခုနောက်ပိုင်းသိရတော့ကတော့အလောင်းကိုပြန်ကူမတည်တာမတည်ဘဲနဲ့ဘယ်သူတော့ကြာသွားပြီဘယ်သူတော့ဟိုဟာဖြစ်သွားပြီပြီးရင်အဲလွတ်လာပါတယ်ဆိုတဲ့ကောင်ကလည်းဖြူဖျဲနဲ့အဲအဲ့လိုပုံစံမျိုးနဲ့ပြေးလွှားဥတီယာမဲပေါ့ဗျာစောက်တီယာမဲအဲ့လိုပုံစံမျိုးနဲ့ဖွဲ့စည်းပုံတွေပြတ်ပြီးတော့ပြေးလွှားတဲ့ဟာတွေကအဲဒီရခိုင်ဘက်မှာပုံများတယ်ပေါ့နော်အဲအเจ้าမလို့ကိုပဲဒါအရခတက်တော်အေရှိတဲ့နေရာမျိုးကိုသွားပြီးတော့တိုက်ပွဲဝင်မယ်ဟေးဆိုပြီးတော့အတန်ကြားတာ ਨੇ အရှိကောင်စီစစ်သားတွေကထွက်ပြေးဖို့ကြိုးစားတယ်တကယ်လည်းထွက်ပြေးဖို့ကြိုးစားတယ်ပြီးတော့ဒါတကူပြောင်းလာတဲ့ဒါစစ်သားတွေရဲ့ပြောပြချက်အရဆိုရင်လေသူတို့ရဲ့စစ်စင်ကာလတစ်လျှောက်လုံးပါပေါ့နော်သူတို့ရဲ့စစ်သက်စစ်သက်ထားပါတော့စစ်သက်20 26 30ဒါမျိုးရှိတဲ့အဖွဲ့အစည်းအများကြီးရှိအဲအဲ့လိုမျိုးဒါစစ်သက်အများကြီးရှိပါတယ်ဆိုရဲသူတွေတောင်မှသူကသူတို့ရဲ့တက်တန်းတစ်လျှောက်လုံးမှာအာခတ်တက်တော် AA နဲ့တိုက်ရတဲ့တိုက်ပွဲကသူတို့ကအကြောက်ဆုံးဆိုပြီးတော့ပြောတာအဲ့လိုကြီးကိုပြောတာပြီးတော့ဒီအာခတ်တက်တော် AA ရတဲ့တည့်ရတိုင်းမှာစိတ်သက်ကြီးကတကယ်ကြောက်စရာကောင်းတယ် ရှေ့မှာတင်ခဲ့တဲ့နေရာတွေမှာဒါဗီဒီယိုမှတ်တမ်းတွေပြန်ထွက်လာရင်ပဲကြည့်ကြည့်လောက်လုံးဝအသက်တွေကိုအပူပါတဲ့အတိုင်းပဲအဲ့လိုမျိုးကြီးကိုခြားတာပေါ့နော်အဲကြတော့အခုလေဒါတို့တွေဘလုံးမှတောင်းခံနိုင်စရာတော့အကြောင်းမရှိဘူးအခုနပြောလို့ပေါ့နော်အဲရက်တရင်32ကလည်းအမှတ်32ရက်တရင်ကလည်းအချိန်ကာလတိတ်မကြတော့ဘူးလို့လည်းယူဆတယ်ပေါ့နော်ပြီးတော့အဲ့ရှေ့မှာရှိတဲ့ဒီပြိုင်စိတ်ကေဆိုတာကဒီရက်တရင်32ရက်ရှေ့မှာပေါ့နော်ကာကင်းပုံစံမျိုးရှိတာအဲ့ကြောင်တောင်ကျောကျောဆက်တစ်ခုလုံးမှာတိုက်ပွဲတွေပြင်းထန်နေတာအဲကြအဲ့ခုနလိုတို့အခြေပြုထားတဲ့ဒါ32ထဲကနေပြီးတော့အပြေးလိုက်လွားလိုက်ပြန်ဝင်လာလိုက်ထွက်သွား လိုက်ရဲ့အဲ့လိုပုံစံမျိုးနဲ့ဖျော်ဖျဲကိုဖြစ်နေတာပေါ့နော်ဒါတော့မှပဲဒါသူကပါလေကြောက်ဖြူကိုအဲစစ်တွေရနေပြီးတော့ရစ်တက်အင်အားအင်အားယာနေချီထပ်ပြီးတော့အင်အားပို့ထားရည်လည်းရှိသေးတယ်အဲရေချောင်းကနေပြစ်မှာပေါ့နော်အဲ့ကောင်နေရေချောင်းကနေပဲပြစ်ရှင်ပဲပြစ်ကုန်းမော်တော့တက်မလာစေနဲ့ရေပဲနေနာကားမှာပေါ့နော်အဲပြီးတော့ဒါလက်ရှိမှာဒါစစ်တွေကြောက်ဖြူမှန်းအောင်၃မျိုးရှိတယ်ပေါ့နော်အခုတော့ကြောက်ဖြူနဲ့ ဒါစစ်တွေမှာတော့တော်တော်လေးပြင်းထန်နေတယ်ပြီးတော့ဒါထွက်ပြေးတာတွေအလင်းဝင်တာတွေလည်းအများကြီးရှိနေရဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့အဘသားတွေအနေနဲ့ကတော့အဲ့ဘက်ချမ်းတွေကိုသွားပြီးတော့များပြောင်းရွှေ့ရမယ်လို့အဲစစ်စင်သွားရတော့မယ်လို့ဆိုပြီးအတန်ကြားတာနဲ့အမြန်ဆုံးအလင်းဝင်မှာလက်လက်ချပါဒါမှမဟုတ်လည်းထွက်ပြေးပါဗောနော်ရောက်သွားပြီဆိုရင်တော့ဘလို့မှပြန်လန်းရှိစရာအကြောင်းမရှိဘူးအဲပြီးတော့ကျသူတို့ရဲ့မိသားစုတွေဗောနော်အခုဆိုရင်ခုနလိုယာနဲ့ရှိတဲ့အလောင်းတွေကိုပြစ်ထားခဲ့တယ်ဆိုတော့ဗျာ ရဲဘော်ရဲဘက်စိတ်မရှိတာပေါ့ရဲဘော်ရဲဘက်စိတ်လည်းမရှိဘူးပြီးတော့သူတို့ရဲ့ကောင်းဆောင်မိုင်းတွေကလည်းတာဝန်ယူတာတွေတာဝန်ခံတာတွေမရှိဘူးအဲ့တော့ကြံ့ကျင်နေရတဲ့မိသားစုတွေကဒုက္ခရောက်အဲ့တော့ဘဘကြီးမှန်ပါတယ်ဆိုပြီးအမြဲတမ်းတွေးနေတဲ့မိသားစုတွေကထားလိုက်တော့အဲ့လိုမှမဟုတ်ရင်တော့အမြင်မှန်ရတယ်ဆိုရင်တော့ကိုယ့်ယောက်ျားကိုအဲ့လိုလိုရက်တွေကနေအမြန်ဆုံးယုံထွက်နိုင်အောင်ကြိုးစားစီခြင်းနဲ့ချိတ်ဆက်ကြပါအထွက်ပြေးကြပါ အဲ့ဒါမှပဲအသက်ရှင်တန်ခွင့်ရမယ်အဲ့ဒါမှပဲမိသားစုပြန်ဆောင်ရမယ်မဟုတ်လို့ကတော့ဒါခုနလိုပေါ့နော်အဲတီကွဲပဲကွဲနေရတဲ့အဖြစ်မျိုးကိုကြုံရမှာပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်အခုတောင်ပိုင်းထဲမှာဆိုလေနောက်ထပ်စကန်းသိန်းတိုက်ပွဲတွေစပြီးတော့လှုပ်ဆောင်နေတယ်ဆိုပြီးတော့ဒါသတင်းတွေလည်းတက်လာပြီပေါ့နော်တည်တဲ့လူတွေလည်းတည်နေကြပြီအဲဒီကြားထဲမှာပေါ့နော်အဲဒီလောက်ထိစကန်းနေနေစင်နဲ့မြတ်တောက်လျှောက်တောက်လျှောက်သိန်းခံနေတဲ့ကြားထဲမှာကိုပဲစစ်ကောင်စီကဒါ GNU တက်မှာခွန်နေမြေထဲမှာပေါ့နော်ဒါ drone နဲ့ဒါ ဘုံလာကျဲတယ်ဆိုပြီးတော့လည်းသိရတယ်ဒါသွေးလို့စမ်းတာပေါ့နော်အဲ့လိုလှုပ်လိုက်တာကဒီကောင်တွေအတွက်အမှားကြီးမှားတာပေါ့နော်တောက်လျှောက်တောက်လျှောက်တို့တိမ့်ခံမဲ့စကန်းနေပို့ပြီးတော့များလာဖို့ပဲရှိတယ်တက်ဖွဲ့တွေကလည်းဇက်တိုက်ကိုစော်ချင်နေတာပေါ့နော်အောင်မြင်မှုတွေတောက်လျှောက်တောက်လျှောက်ရနေတာဖြစ်တဲ့အတွက်တောက်လျှောက်လည်းတိုက်ဖို့အတွက်ပဲတာဆူနေတာအခုဒါဥက္ကဋ္ဌစကန်းပေါ့နော်ဥက္ကဋ္ဌစကန်းဆိုတာလည်းအဲရှေ့ပိုင်းဒါ၃နှစ်နီးပါးလောက်မှာပေါ့နော်အဲဒါလည်းတက်ဖွဲ့တွေကတိုက်တဲ့အခါမှာအဲမရဘူးဆိုပြီးတော့သူတို့ကသတင်းထွက်ပြီးတော့ဒီဥစ္စာကိုဝါဒဖြန့်နဲ့ရုပ်ရှင်တော်ပြန်ရိုက်ထားတာ အခန့်စီသူလို့ဘာလို့ပေါ့နော်အခုတိုက်ရင်ရောခန့်စီသူလို့កောင်မျိုးတွေရှိနေ ਉ မလားလို့ကျွန်တော်တို့သိကြည့်နေတာပေါ့နော်အမိုးပြောတဲ့ငရုတ်သီးတွေဆက်တော်မယ်ပေါ့အဲ့တော့ကြတော့အဲ့လိုမျိုးတွေမိလာပြီဟေးဆိုတဲ့ခါကြာရင်လည်း market chasing အကလေးနဲ့ကခိုင်းပါပေါ့နော်ပြီးတော့ဒီဥက္ကဋ္ဌစကန်ကအခုနောက်ထပ်ဘေးနာမှာဆိုဟောလီရှိမှာပေါ့နော်အဲ့အဲ့လိုနေရာမျိုးကနေပြီးတော့ပြစ်ကူပေးတာတော့ပဲရတော့မယ်အဲစစ်ကူဆိုတဲ့ပုံစံမျိုးမှာတောင်မှပဲတလိုင်းတက်ဖွဲ့တွေကဖြတ်တော့တိုက်ခိုက်တဲ့နေရာမှာအရန်ကိုကျွမ်းကျင်ဒိမ့်မာတာဖြစ်တဲ့အတွက်ပေါ့နော် ဘလို့မှအဆင်ပြေနိုင်စရာအကြောင်းမရှိဘူး။အဲ့တော့အခုအ ਨੇ ကဒါတိုက်ပြီးလို့သိရပြီဆိုနေကကျွန်တော်တို့ကရပြီလို့ကိုပြောရမယ်အနေဒါဒါပေမဲ့ဘယ်နည်းကြာမလဲအချိန်ဘလောက်ရရမကြာမလဲပေါ့နော်အဲဒါမျိုးပုံစံမျိုးကိုပဲစောင့်ကြည့်ဖို့လိုတယ်ရှေ့မှာဒါ body nasal scan ပေါ့နော်အဲစကန်ကိုတိုက်ခဲ့တဲ့ဒီတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်စကားပြောရတယ်တကယ်ပြားအဖွဲ့တွေကလုံးဝအဲအဲအဲထဲမှာဆိုရင်ဒါကျွန်တော်နဲ့ပြောရတာဆိုရင်သူကဒီရဲဘက်ကနေပြီးတော့ရဲတပ်ဖွဲ့ကနေပြီးတော့စီဒီအန်လောက်ထားပြီးတော့ဒီတပ်ဖွဲ့ဝင်တွေနဲ့သူပြန်တိုက်နေတဲ့အဖွဲ့တွေလည်းရှိရှိရောကြအဲအဲလိုမျိုးအဖွဲ့တွေနဲ့လည်းပြောရတယ် ပြောရတဲ့ခါကျသူဘာပြောလဲဆိုတော့စားကဆိုင်ရဲ့ချိတ်စိတ်တက်ကပေါ့နော်လုံးဝအခြေအနေဆိုးသွားပြီပေါ့နော်အဲ့ဒီ body scan ဆိုရင်ဒါကျွန်တော်လဲ video file နဲ့သူတို့ပို့လာလို့ရတယ်ပေါ့နော်သူကအဲ့ဒီလက်နဲ့ကြီးပုံစံမျိုးပေါ့နော်ဝါးတွေကိုထောက်ထားဒါတွေ့လိုက်မယ်ဝါး MA7 ထောင်ထားသလိုပဲအမဲဝလုံးနေနဲ့ထောက်ထားပြီးဝလုံးနေနဲ့ကတ်ရိုက်ထားပြီးစေးတွေတုတ်ထားပေါ့နော်အပြောကြတော့မဲလင်ပြစ်လို့လို့ပါလို့လို့နဲ့ပုံထဲမှာပေါ့နော်ဝလုံးနှလုံးထောင်ထားပြီးတော့နှလုံးယူနှလုံးယူထောင်ထားအဲဥစ္စာအဖွဲတွေလည်းတွားရိုက်ထားတာအမှန်ဒီဥစ္စာတွေကသူကဒါ အမြင်မှားအောင်ပုံစံမျိုးတွေသူတို့လောက်တာရှိရဘာလို့လဲဆိုတော့ဒီ scout တွေနဲ့လာကြည့်တဲ့ခါကျရင်ပေါ့နော်ဒီဒီဒီစစ်ကောင်စီစကန်းတွေမှာဘယ်လိုလက်နဲ့ရည်တွေရှိတယ်ဟေးဆိုပြီးတော့သူကအမြင်မှားအောင်ပေါ့နော်ဒီခါကျရင်သူကဘယ်လိုလုပ်လဲဆိုတော့ရှေ့တန်းစကန်းတွေမှာလောက်တဲ့ကြအဲချိုးစကန်းတွေမှာသူကဟိုတက်စုစကန်းတွေဗျာဒါပေမဲ့တခွဲလက်နဲ့ကြီးမပါဘူးတက်စုဖြစ်တဲ့အတွက်သူကဒီ VADR တို့ MA9 တို့ကဒါတက်စုလက်နဲ့ပေါ့နော်စိန်မြောင်းနေမှာတက်ခွဲဆိုရင်သူက MA7 ဖြစ်သွားတယ်ဒါပေမဲ့ တို့ထိုင်ရတဲ့စကန်တက်စုစကန်ဖြစ်ဖြစ်တော့ဒါ MA7 မရှိဘူးအဲ့တော့ MA7 ရှိတဲ့အောင်ပုံစံမျိုးနဲ့သူကအဲခုနလိုဒါဝဝဝတွေကိုခုတ်တယ်ဆေးတွေတုတ်တယ်အဲကျင်းထဲမှာပြကျင်းထဲမှာထောင်းတယ်အပြင်အပွားနေမိုးကအုတ်လိုက်သေးတယ်အမေထိတ်မှာနိုးစီဘူးကဆွတ်လိုက်သေးတယ်သူကအမှန်ကန်ပေါ့အပွားနေကြည့်တဲ့ခါကျဟာ MA7 ရှိတယ်ပေါ့နော်အဲ့တော့တက်ဖွဲ့တွေကဘာပြန်တွဲ MA7 ရှိတယ်ဆိုရင်သူရဲ့ကွာဝေးကဘယ်လောက်ထိဖြစ်သွားမလဲ။ဘီအတရာထက်ဘယ်လောက်ထိကွာဝေးမလဲ။အဲ့လိုပုံစံမျိုးနဲ့ပြန်တွက်ပြီးတော့ဒါမှားအောင်ပေါ့နော်။အမြင်မှားအောင်တွက်ချက်မှုတွေမှားအောင် အဲစီအစီမံချက်တွေလိုအပ်ချက်တွေရှိသွားအောင်ဆိုပဲပုံစံမျိုးတွေလုပ်ကြတာပေါ့နော်ဒါပေမဲ့အခုတော့မြဝါထင်တယ်အဲ့လိုပုံစံမျိုးတွေ့လိုက်ရပြီပေါ့နော်အဲ့တော့အဲ့ဒီစကန်ကိုတိုက်တဲ့ချိန်မှာလေတဖွဲ့တွေကဘာပြောလဲဆိုတော့စကန်ကတဲ့ပြင်အောင်ပြင်မထားဘူးတဲ့ပြန်တိုက်ဖို့ကိုသူကစီစဉ်မရှိဘူးထင်တယ်တဲ့အကုန်လုံးကတဲ့မာရသွန်ပြိုင်ပွဲဝင်ဖို့စောင့်နေတာတဲ့စကန်ကတက်သားချိန်မှာ၎င်းမှမရှိဘူးပြေးတာပေါ့နော်အဲ့အဲ့လိုပုံစံမျိုးကိုစောင့်နေတာတဲ့ပြီးတော့အဖွဲတွေအားတဲ့ချိုးဖွဲတွေဆိုရင်အိတ်ပြော်နေလို့သွားနှိုးရတယ်တဲ့အဲဒီဒီကိုယ့်ဘက်ကဖွဲတွေပေါ့နော် တော့နောက်တစ်ခါကျဟာဘာလဲပြီးသွားပြီလားဆိုပြီးပြောကြတာပေါ့လောက်ပါဗျာဟိုပြောရရင်သွေးတော်မပူလိုက်ဘူးပေါ့ဗျာ तू ကဘလို့ပြောလဲဆိုတော့ဒါချွဲမထွက်စကန်းလို့ပြောတာအဲချွဲတော်မထွက်လိုက်တဲ့စကန်းသိန်းတိုက်ပွဲပေါ့အဲ့လိုမျိုးကိုအဖွဲတွေကပြောတာပြီးရင်ねဒီကောင်လေးကိုတိုက်ရတာကျွန်တော်မူဂျိုအစ်မဲရှိတယ်ဟာလောက်ကဒါရန်သူအထင်သေးလို့ပြောတာမျိုးတော့မဟုတ်ဘူးဒါဖြစ်ခဲ့တဲ့ဒါတိုက်ပွဲမှာပေါ့နော်အဲသူတို့တွေပြောခဲ့တဲ့ကြုံခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးသူတို့ပြောပြတဲ့အခါမှာအဲ့လိုမျိုးကို ပြန်ပြောကြရပါတော့တကယ်စိတ်အားတက်ကြွစရာကြီးဒါမဲ့သိကြပါလေအဖွဲတွေကနောက်တိုက်ပွဲတွေကြာရင်လည်းအင်ပြေးအားပြေးအသုံးပြုမှာပါပေါ့နော်အဲဒီဘက်ကတချို့လက်နက်ကြီးဆိုထောင်ထားပြီးမှမပစ်လဲရတဲ့အားတွေတောင်ရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဒါစကန်သိန်းတိုက်ပွဲတွေမှာပို့ပြီးတော့မြင်းမြန်ဆန်ဆန်ဖြစ်လာတယ်အဲပို့ပြီးတော့ရလက်တွေကောင်းလာတယ်အဲကြောင့်တော်လိုင်းတက်ဖွဲတွေဘက်ကလည်းအထီးကိုက်တွေနဲလာတယ်အဲကြောင့်ဘလိုပဲဖြစ်အားရစရာကောင်းတယ်နောက်လာမယ့်တိုက်ပွဲတွေအတွက်ကိုလည်းတကယ်စိတ်သက်တွေမြင့်တင်ပေးထားသလိုပဲ ပြင်ရရှိလာတဲ့လက်နက်ခဲယမ်းတွေကလည်းနောက်တိုက်ပွဲတွေအတွက်တကယ့်ကိုအထောက်အကူပြုတယ်ဒါအထောက်ပံ့နေဖြစ်မှာပေါ့နော်အဲကြောင့်အဖွဲ့တွေစိတ်တဲ့ကြတော့အဲ့လိုရှိတယ်ဆိုတော့ဒါကျွန်တော်ဝေမျှချင်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဖွဲ့တွေအဲဒီစစ်ကောင်စီကိုအထင်လဲသေးကြမလို့ဘူးအထင်လဲကြီးကြမလို့ဘူးပေါ့နော်ကိုလှုပ်ဆောင်ရမယ့်အလုပ်တွေကိုစက်တိုက်လှုပ်ဖို့ပဲလိုတယ်ဆိုတော့လေဒီညနေဂျန်ပြူချင်ပါလေအဲနောက်တစ်ခုကတော့ဒါကျွန်တော်ဒါမိထီလာရှန်တဲ့လီတက်ပေါ့နော်အဲဥစ္စာကိုဒါတီးရတဲ့သတင်းလေးရပေါ့နော်ဒါပြစ်ခတ်ခံရတယ်ပေါ့ပြစ်ခတ်ခံရတယ်အဲဒါအထက်ကနေပြောပြချက်ရဆိုရင်စုံစမ်း သိရသလောက်ဆိုရင်ဒါတေဆုံးတန်ရရရှိမှုတွေရှိတယ်။အနည်းဆုံး၄၅ယောက်လို့ဆိုပြီးတော့လည်းသိရတာရှိတယ်။ပြီးရင် operator ယုံနဲ့ဒါ pre board ကပျက်စီးတယ်၊မီးလောင်ပျက်စီးတယ်ဆိုပြီးတော့လည်းသိရတယ်။အဲ့ဒီနေရာတွေကလည်း share ကိုကျုံးသိတဲ့နေရာတွေ။မှန်တော့ဘာလို့ပမာဏနည်းနည်းလေးဖြစ်သွားလဲမအောင်မြင်လို့လားပေါ့နော်မအောင်မြင်လို့လားဆိုရင်လည်းတွေးမိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာဒါရုရှားအကောင့်နေဒါတင်တန်းပေးနေတယ်ဆိုပြီးတော့လည်းသိရတယ်။ပြီးတော့အဲ့ဒီ latest scan နဲ့အနီးနားမှာရှိတဲ့ဒါ scan တာ hotel တို့ဘာလို့ဆိုတာလဲဒီရုရှားအကောင့်နေ ဒါလောကအပြည့်ယူပြီးတဲနေတဲ့ပုံစံပုံစံမျိုးအဲ့ဒီကနေမှဒီ leader scan နဲ့ကိုသွားမယ်ပြီးရင်ဒါတို့လင်းစင်တာပဲဖြစ်ဖြစ်ပေါ့နော်တင်တန်းပေးတာပဲဖြစ်ဖြစ်လုံနေတဲ့နေရာဖြစ်တယ်အဲ့တော့ကြတော့မင်း online စီရောက်ရင်ရုရှားလည်းဒါလောကမာဂီးရတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်လို့ပေါ့နော်ဒီနေရာတွေကတကယ်ကိုစော်သိမ်းတဲ့နေရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သတင်းတွေကတော့ အဲဒါတေကြပြီတိကြပြီဆိုတဲ့ခါကျရင်ဒေါ်လာရင်းတက်ဖွဲ့တွေစီကနေထုတ်ပြန်လာပါလိမ့်မယ်အဲကျွန်တော်ကတော့အတွင်းကနေမေးလို့ပြောလာတဲ့ဟာလေးတွေကိုအခုလိုမျိုးပြောပြရဖြစ်တယ်ပေါ့နော်အဲတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဒီရက်ထဲမှာအဲစစ်ကောင်စီဘက်ကအထိကိုက်အကြရှုံးအများကြီးရှိတယ်အဲနောက်တစ်ခုဒါဗမော်ဘက်မှာဆိုလဲအဲဟိုပါပေါ့နော်စစ်ကောင်စီကဘလောက်ထိအခြေအနေဆိုးနေလဲဆိုတော့သူကနေရာတိတိလေးရဖို့အတွက်တောင်မှအသေးအံစူးစမ်းနေရတဲ့အနေထားပေါ့နော်တက်ဖွဲ့တွေကလည်းလုံးဝမပေးဘူးအဲ့နေရာဘာဖြစ်လို့လဲဆိုတော့အဲ့နေရာကစစ်ကောင်စီအတွက်တကယ် ဒါစစ်ပြူရအရေးကြီးနေရာမျိုးလည်းဖြစ်တယ်အချက်ချာကြတဲ့နေရာမျိုးလည်းဖြစ်တယ်အဲ့နေရာမျိုးကိုတပ်ဖွဲ့တွေကလည်းလုံးဝလုံးဝထိခိုက်မခံဘူးပေါ့လုံးဝလာပြီးတော့ဒီကောင်းလေးပြန်ယူလို့မရအောင် PPCC နဲ့ပြန်လောက်ဆောင်နေရာရှိတယ်အဲ့ပြီးတော့ကျတော့ဒါရှေ့မှာလည်းအာခတ်တက်တော်ကဒါဗိုလ်ချုပ်ထွန်းမြင့်နိုင်ပြောထားတယ်ပေါ့နော်ဒီဒီကချင်ပြည်သူတွေကိုပေါ့နော်အဲ KIA ကချင်ပြည်သူတွေကိုဒီဗမော်မျိုးလက်ဆောင်ပေးမယ်ဆိုပြီးတော့လည်းပြောထားရှိတယ်ပေါ့နော်ရှိတော့ကြတော့အဲ့ဒီဟာတွေကိုဆက်ပြီးတော့နားဆွေနေုံပဲ တကယ်ကိုရလက်ကောင်းနေထွက်လာပြီဆိုတဲ့နေ့မှာကျွန်တော်တို့တေချာဘောက်အောင်ဝဲခံရမယ်ဆိုတဲ့ဟာကိုဒီတရားနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်